ယ်ဆိုတာတကယ်တော့လွယ်လွယ်လေးပါဒါပေမဲ့အဲ့လွယ်လွယ်လေးရဲ့နောက်ကမှလူတစ်ယောက်ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးအခမဲ့ဆွေးနွေးမိမဲ့တိုင်ပင်ဝင်ရနိုင်တယ်ဆိုတာသင်သိတာကျမတတဆိုင်မှာလူငယ်တွေကြားမှာအပြောများနေတဲ့ Xtaxi ဆိုလို့ခေါ်တဲ့ပါတီအတွက်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမျှဝေပေးသွားမှာပဲဖြစ်ပါတယ် Xtaxi ကို MDMA လို့ခေါ်ပြီးတော့မွေးနေ့ပွဲတွေပါတီပွဲတွေ night club တွေမှာပျော်ရွှင်မှုအတွက်ပုံပြီး enjoy လုပ်နိုင်မှုအတွက်အသုံးပြုလာကြရမှာဖြစ်ပါတယ်သူတို့မျိုးနဲ့ဖြစ်စေတခြားသော party drug တွေနဲ့ဖြစ်စေတွဲပြီးအသုံးပြုလေရှိပါတယ် ငါတို့ illegal ဖြစ်ပြီးတရားမဝင်ဈေးထဲမှာတော့ပါဝင်မှာလေသူရဲ့အာဏိသိရင်ဘာဖြစ်စေလဲဆိုစိတ်လို့ခံတာကိုကနေ serotonin တို့ dopamine တို့ norepinephrine တို့အစရှိတဲ့ဟော်မုန်းတို့အများကြီးစောင့်ထွက်စေတာဒီဟော်မုန်းသုံးမျိုးကဆိုရင်လူကြောက်ရဲ့စိတ်ပေါ်မှာအိတ်ချိန်ပေါ်မှာပြည့်ရခါကျရင်စားချိန်တိုင်းစပေါ်မှာအများကြီးတက်ရောက်မှုရှိတယ် ဆီလိုတိုနင်ကိုဆိုရင်စိတ်နာ feel good hormone လို့ခေါ်တာပေါ့အဲ့တော့ဆီလိုတိုနင်အများကြီးထွက်လာတဲ့ခါကျရင်သူကဆင်းလင်းပူကောင်းတယ်ပျော်တယ်ပြည့်ခါကျရင်ပို့ပြီးတော့လူရဲ့ကြားမှာကိုယ်ရင်းနှီးတာပို့ပြီးတော့ empathize ဖြစ်တယ်အာပြည့်ခါကျတော့သူက sexual stimulation ပေါ့လိမ့်စိတ်ကိုအရန်နှိုးဆိုတာအဲ့တော့ဘာဖြစ်လဲဆိုတော့လူတွေတယောက်နဲ့တယောက်တစ်စိမ်းကိုမြင်နေအရန်စစ်တယ်အဲ့တော့ပူဆိုးတာ sexual stimulation ကြောင့်သူကအခုမှတွေ့တဲ့စိမ်းတွေအခုမှစတွေ့တဲ့သူတွေနဲ့သူကအတူနေလိုက်တယ် အဲ့မှာ unprotected sex အကာအကွယ်မဲ့အတူနေမိလိုက်တယ်လိန်ဆက်ဆံမိလိုက်တဲ့အတွက်လိန်ရတဆင့်ကူးဆက်တဲ့ယောဂါတွေပြန်ခါကျ HIV AIDS အဲ့ရတော့ပီပိုးစီကိုအဆရှိရောဂါတွေကူးဆက်လာနိုင်တယ်ပိုဆိုးတာ unplanned pregnancy ပေါ့မလို့လားအပယ်ကိုဝင်နေရလာတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ဒီ S-taxi လို့ခေါ်တဲ့မူရစ်စေကိုအသုံးပြုလိုက်တဲ့အတွက်လူကနှလုံးခုန်လုံးတွေမြင်လာမယ် temperature ရဲ့အများကြီးတက်လာမယ်ချိုးတွေထွက်လာမယ် energy လာမယ်သွေးပေါက်ခြေအများကြီးတက်လာတာအပြင်ခုနပြောတဲ့ယောဂါတွေပါနောက်ဆက်တွဲဝင်လာနိုင်တယ်ဆိုတာသိရှိထားဖို့လိုအပ်ပါတယ် င်းရဲ့အာနိသင်နဲ့အုံနောက်ပေါ်မှာ neurotoxic ဖြစ်တယ်။အုံနောက်ကိုအစိတ်အတောက်ဖြစ်စေတာကြောင့်မလို့လူရဲ့မှတ်ဉာဏ်ပေါ်မှာစဉ်စားတွေးဖော်နိုင်စမ်းပေါ်မှာအများကြီးသက်ရောက်မှုတွေရှိလာပါတယ်။ ချက်ချင်းဒီမှာအသုံးပြုရခြင်းမှာတော့ပျော်ရွှင်နေတယ်အဲ့တော့နာလာကျင်တာလည်းမသိအချိန်ကာလကိုလည်းမသိပျော်ရွှင်နေပေမဲ့ဒီဆေးကအာနိဒေက3နာရီကျော်လောက်ဆိုရင်သူတဖြည်းဖြည်းကျလာကျလာရင်နောက်ပိုင်းမှာမဖြစ်လာမယ်ဆိုလို့က depress ဖြစ်လာ depression ရလာမယ်ဒါတပတ်တစ်ခါကျရင်တပတ်ကျော်ထိကျနိုင်တယ် depression တွေရလာမယ်တချို့ဆိုရင်အရင်က aggressive တန်းတက်လာတယ်ပိုပြီးခက်တက်လာတယ်စိတ်တွေရှုပ်ထွေးလာတယ်နော်ခုနကပြောလို့ကသူကအခဏကောကအပူချိန်ကို control လုပ်တဲ့ဟာကို control မလုပ်နိုင်တော့ဖြစ်တဲ့ damage ကြီးအရင်တက်လာတယ် ecstasy သုံးပြီးတော့အသက်ဆုံးရှုံးသွားတဲ့သူတွေကဘာကြောင့်လဲဆိုရင်သူက damage အရင်တက်လာလို့ အသက်ဆုံးရှုံးသွားတာဖြစ်ပါတယ်အဲ့တော့ခုမှတကယ်လို့ taxi ဝိစီကိုမတော်စအသုံးပြုမိလို့တမရှာရဲ့ရမ်းတက်လာတယ်ချွေးတွေအများကြီးထွက်လာတယ်ပြက်ခါချင်းနှလုံးတွေလည်းလုံးဝဘလားဖြစ်သွားတယ်မမြင်ရတော့ဝါထွက်သွားတယ်ရှူးကရှူးရှူးပေါက်တာလည်းမပေါက်တော့ဘူးစီးထွက်တာအရန်တဲဝါဒါမှမဟုတ်လုံးဝမထွက်တော့ဘူးဘူးလဲဝါတဲ့တက်လာတယ်အဲ့လားဆိုရင်ဒါဝန်နေဆိုင်မဲ့အရေးကြီးတယ်နော်သူ့ရဲ့ဒီအန်ကျိတ်တာတွေထွက်တတ်တာတွေကလည်းဖြစ်တတ်တယ်ဒါကတော့ဖြစ်တတ်တယ်ခုနကပြောတဲ့ဝန်နေဆိုင်တွေဖြစ်ပြီးဆိုရင်ဒါအင်မတန်မှစိုးရိမ်ရပါတယ် ဒါကြောင့်မလို့ SSC ကိုရေရှည်အသုံးပြုတဲ့သူတွေကနောက်ပိုင်းမှာဆိုရင်တော့နှလုံးကိုထိခိုက်တာ၊ကြောက်ကကိုထိခိုက်တာ၊အသည်ကိုထိခိုက်တာပြင်လင်းကတဆင့်ကူးဆက်တဲ့ယောဂါလေးတွေလည်းဆိုရင်ရပွဲရှိပါတယ်။ကိုကိုယ်တိုင်မှာဖြစ်စေကိုယ်တကယ်ချင်းအပေါင်းအသင်းတွေမှာဖြစ်စေ SSC ကိုမတော်တဆအသုံးပြုမိပြီးတော့ဆိုရင်ရတဲ့လက္ခဏာတွေပေါ်ပေါက်လာတယ်ဆိုရင်တော့ဆရာဝန်တွေနဲ့အခမဲ့ဆွေးနွေးမြင်းမြန်းတိုင်ပင်ခြင်းရေဖုန်းနံပါတ်ခုရှိရှိကုန်ကဏ္ဍလေးလို့ကို Adam Singh ကနေဖုန်းပြတဲ့ရာဇမှာမကုန်ပဲခုပဲဖုန်းဆက်လိုက်ပါ။